ော့ DNA တွေကလည်းပဲသူတို့ကိုပဲလွှဲမှာလားစက္ကစားကိုပဲစောင့်ပြီးတော့လွှဲမှာလား DNA တွေနဲ့သူတို့ဒီကမန်လေး PDF လို့မန်လေးဘက်ကပါလို့လို့အဲ့လိုတက်တည်နေရောဘလို့ရှင်းရမှာလဲဒီနေ့အဖြစ် NUG ကိုလည်းစတင်တာပဲ NUG ကဒီတစ်ခါအကြီးအကျယ်ဆုံးစတင်ခံရမှာပဲလေတိုင်းမတိုင်း wait for no man ဆိုအချိန်နဲ့ဒီရည်ဒီလိုမဆောင်ဆိုဒုက္ခတွေကအရင်နောက်ကြတယ်ဗျာသူဝင်နေတာလေအဲ့ဒါလေးကြောင့်အချိန်ကြီးအများကြီးကုန်သွားတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိုးကုတ်မြို့မှတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များထွက်ခွာရန်စစ်ကောင်မရှင်နှင့်သဘောတူညီချက်ရယူပြီးနောက် NUG တပ်တွေရဲ့အခြေအနေကိုဆရာဦးကြီးမြင့်တုံ့တက်ပြသွားသည်မူအဆုံးထိနာဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာဆရာဦးကြီးမြင့်ခင်ဗျာကျွန်တော်တို့ TNLA တအောင်ဖွဲ့နဲ့ဒီစစ်ကောင်မရှင်တို့ကြားမှာပေါ့နော်ဟိုအပြစ်ရရေးသဘောတူညီချက်ပြီးခဲ့တဲ့ရပ်ပိုင်းကသူတို့တရုတ်ကဂျာဝင်မှုနဲ့ကုမင်းမှာလက်မှတ်ရေးထိုးလိုက်ပြီလို့သိရပါတယ် ကျောင်းလက်တီရန်လေးတရားဝင်ကျင်ကြပါတယ်သူတို့ကျင်ကြချက်ထွက်တယ်ဆိုအဲ့ဒီမှာကအပြစ်ရက်ပေမဲ့လို့ဒီမိုးကုန်းနဲ့မိုးမိတ်ကိုပေါ့နော်ဒီစစ်ကောမရှင်ကိုပြန်ပြီးတော့သူတို့လွှဲပြောင်းပေးရမယ်အဲ့ဒီလိုလဲပါပါတယ်အဲအဲ့တော့အခုကစပြီ29ရက်နေ့ကစပြီးတော့တစ်ဖက်နဲ့တစ်ဖက်လုံးဝမပြရတော့ဘူးစစ်ကောမရှင်ကလည်းဘုံကျဲတာလက်နက်ကြီးရဲ့ဖြစ်တာတွေလုံးဝမလုပ်ရတော့ဘူးအဲ့လိုမျိုးတွေ့ရပါတယ်အဲ့တော့အဓိကတော့မိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးလိုက်ရတာတော့ဒါတော်တော်လေးပြောကြဆိုကြတဲ့တည်င်းဖြစ်တာပေါ့ဒါနဲ့ပတ်သက်ပြီးဆရာဘာတွေများဟိုကြားသိတာလဲပြဒီအတိုင်းဝိုင်းကြားမှာပေါ့နော် ဟိုစစ်ဖက်ဆိုင်ရာအတိုင်းအဝန်ပဲဖြစ်ဖြစ်ဒါမှလူမှုဘဝမှာပဲဖြစ်ဖြစ်နိုင်ငံရေးအတိုင်းအဝန်မှာဖြစ်ဖြစ်ဘယ်လိုမျိုးကြားသိရလဲဆရာအဲ့ဒါအရင်ဆုံးဆရာသိတဲ့မြအနေနဲ့ပြောပြပေးပါကျွန်တော်အချုပ်ပြောရရင်တော့ NUG အထက်ပိုင်းပေါ့ဗျာအထက်ပိုင်းမှတပါပေါ့ NUG အထက်ပိုင်းတော့ဘာမှမပြောဘူးနော်အဲ့အထက်ပိုင်းမှတပါအားလုံးနေပဲဆုံးစစ်ဖက်နေပဲအရက်ဖက်အားလုံးကတော့စိတ်မကောင်းဖြစ်ကြတယ်စိတ်ထိခိုက်ကြတယ်ဒီပေါ်မှာပေါ့အဲ့လိုစပြောချင်ပါတယ်ဆိုအခုလောလောဆယ်ဘာကြောင့်လို့ထင်လဲဘူးတတိသဘောထားမထွက်သေးတာဆရာဟိုသူတို့ policy မှာကို ဟိုအလေးနဲ့မရှိပါဘူးဒီမဟာမိတ်တွေပတ်သက်လာတယ်အလေးနဲ့ရှိတယ်လို့နှုတ်နဲ့အမူအရာကပြောကောင်းပြောတာလည်းပဲစိတ်ထဲမှာတော့တကယ်မရှိဘူးဆိုတာဒီနေရာမှာထင်ရှားတာပေါ့ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတဲ့အခါကျတော့သူတို့အစတွေကအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ချလိုက်တာမှာကီးဘုတ်စီကိုသူတို့ပဲယူတယ် LED တွေပဲယူတယ်နောက်တစ်ခါဒီကြားထဲမှာလည်းပဲ KNY တို့ဖွဲ့မျိုးကြီးတွေကထွက်သွားတယ်ပေါ့နော် NUPC တွေကတော့ရခိုင်ကလည်းသူတို့နဲ့ပတ်သက်မှာမဟုတ်ပဲသဘောထားတယ် TLN တွေတို့ MND တွေတို့လား KNY တို့အားလုံးကမဟာမိတ်ဖြစ်တဲ့သဘောထားတယ် သူတို့ကိုလက်တွဲပေါ်လက်တွဲပဲအတင်းနဲ့ပွားလည်းသဘောမထားဘူးသူတို့ကလည်းပဲသူတို့ရဲ့မူဟောင်းကြီးပေါ့ဗျာငါတို့ကငါအောင်ဝင်ငါကနေအပေါ်ကနေစီမံခန့်ခွဲမယ်ဆိုရင်ဟာကြီးကအသေးဆိုရနေတယ်သူတို့မှာနောက်တစ်ချက်ကလည်းဒေါ်စုနဲ့ဦးမင်းမပါပဲနဲ့ NLD လူကြီးတွေမစုံမဲနဲ့ဘာဆုံးဖြတ်ချက်မှမချနိုင်ဘူးဆိုတာကြီးကအတိလင်းပြောထားတော့အဲသူတို့ကဒါနဲ့ပတ်သက်လို့ဟလာအဲ့နေမြေလေးဆိုပြီးဝင်ပြီးတော့ကြွားလုံးထုတ်တယ်ပေါ့ဗျာဒီသေးကြီးညာပြီးရဲ့နောက် ရန်သူဘက်ကဘယ်လောက်ကြာဆုံးသွားပြီဒီသေးကဘယ်တော့မှတိုက်ခဲ့လို့လဲဗျာအဲ့လိုတွေပေါ့ဗျာအကျွားလုံးထုတ်တဲ့နေရာတွေမှာအဲ့ဒီလုံးတွေပဲသူတာရနေတယ်အခုဗမော်မှာတန့်နေတယ်ဗမော်တိုက်ပွဲကြီးတန့်နေတယ်အေရကျောက်ပြူတိုက်ပွဲကြီးတန့်တယ်စစ်တွေတိုက်ပွဲကြီးတန့်နေတယ်အဲ့တော့ကအခုကရားမှာလည်းပဲမြို့နယ်တွေအများကြီးဆုံးရှုံးတာတွေရှိတယ်အဲ့ဒီနယ်ပတ်သက်လို့သဘောထားမှုပြအောင်ဘုလိုလည်းပဲ TNL ကဒီလိုမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးလိုက်တယ်ဆိုတဲ့ကိစ္စမျိုးတွေလာနောင်ချိုတီဘောကြောက်မဲပြန်ပေးလိုက်တဲ့ကိစ္စတွေပေါ့ပါ ဒီထိပ်ပိုင်းကတော့ဘာမှစိတ်ထိခိုက်တဲ့သဘောထားမှုမပြဘူး။မအဲ့ဒီအတွက်လည်းပဲသူတို့ဘယ်လိုဒေါ်လာကြီးမှနေနာဆုံးရှုံးသွားတယ်လို့လေသူတို့မခံယူဘူး။အရှိတမြလေးပုံမှာပဲငါတို့တင်တာလေငါတို့တင်တာပဲလုပ်နေတယ်။အဲ့ဒါပဲမြင်ရတယ်ဗျာ။နော်။ဒါပေမဲ့ဆရာဟိုအခုဒီလိုမျိုးကြင်ကြာချက်ထွက်လာတဲ့သဘောတူလိုက်ပြီဆိုအဖြစ်ခက်ရက်ဆဲပြီဆိုပြီးအဲ့ဒီနေ့မှာပဲအခုမန္တလေး PDF ရဲ့နောက်ပြီးတော့မိုးကုတ် view ပါရဲ့အခုဆိုရင်ကျွန်တော်တို့မြင်းကြံပေါ့နော်မြင်းကြံ ဒါလည်းဟိုထုတ်လာတယ်တော်လိုင်းတက်ပွဲတွေကဟိုထဲချုပ်ထားတဲ့ဟာတွေကိုပြန်ပြီးတော့လက်မလွတ်ရေးသူတို့ဟိုပြည်သူလူထုကိုဂရီးပြုတ်တယ်ဆက်ပြီးတော့တိုက်ွားမယ်ပေါ့နော်ကျင်ညာချက်တွေထွက်ထားပါတယ်ဆိုတော့ဒီလိုမျိုးအောက်မှာတော့တက်ပွဲတွေကတော့အဲ့လိုမျိုးအနေထားမျိုးရှိတယ်ဒါကတော့ဘယ်လောက်ဖြစ်နိုင်မလဲအဲ့ဒီပေါ်ကိုဆရာအနေနဲ့ဘယ်လိုမြင်လဲဗျဟိုပထမတော့ကျွန်တော်ကတော်တော်စိတ်မကောင်းဘူးဗျဘာဖြစ်လဲဆိုတော့ TNL အကြက်တဲဖြစ်နေတဲ့အခါမှာအရင်အကြက်တဲဖြစ်နေပြီ TNL ကမျိုးတွေလည်းပြန်ပေးနေရပြီအဲ့လိုပြန်ပေးနေရပြီအခုမိုးကုတ်ကိုလည်းချစ်တဲ့နေပေါ့ဝိုင်း ပိတ်ဆို့နေပြီဆိုတဲ့အခါလေးမှာ NUG ကအဲ့ဒီမှာတွေကကျွန်တော်တို့ဘာကူညီပေးရမလဲလို့တိုးတိုးတစ်မျိုးကျဲကျဲတစ်မျိုးလုပ်ပြီးတော့ဝိုင်းကူတိုက်ပေးရအဲ့ဒီကဝိုင်းကူတိုက်ပေးရမှာဒီဘောနောင်ချိုကြောင်းမဲလေးမှာဝိုင်းကူဝိုင်းကူတိုက်ပေးရမှာအဲ့မှာသူတို့ကန်းလန်းတာလဲမကြောက်ကူတိုက်ပေးတယ်လို့မကြောက်အောင်အဲ့ကြောင်မှာကျွန်တော်တို့ရေးလိုက်သေးတယ်ဟိုတခိုးပြေးမှထိုးခွင်ကမှလာထားနေတယ်ဆိုပြီးတော့ဟိုဒါကတော့ဘာမှမပါဘူးကျွန်တော်ကမခံရင်လို့ပါတိုးတော့လဲခုလိုမန္တလေး PDF ကဒီလိုထုတ်ပြန်တာဒီနောက်မိုးကူပတ်ကပါထုတ်ပြန်ကြီးညာလာတဲ့အပေါ်မှာ ကျွန်တော်တော်တော်ကြီးနဲ့ပါအောက်ချီလေးကိုတော့တော်တော်ကြီးနဲ့တယ်ပြည်သူတရက်လုံးကလည်းဝန်တာနေကြတယ်တော်လိုင်းရဲ့ဖွဲ့စည်းတွေကလည်းဝန်တာကြတယ်အဲ့လိုဝန်တာကြတဲ့အထဲမှာအခုမြညာဘုံဘိုက်ခဲတို့လို့တော်လိုင်းရဲ့အစင်လာကောင်းတဲ့အဖွဲ့တွေကလည်းပြောလာတယ်မောင်ဆောင်ခါလည်းကျွန်တော်တို့အတူရက်တည်ပါမယ်ဆိုတာပြောပြီးအခြားအဖွဲ့တွေကလည်းတော်တော်များများကျွန်တော်သိလာပါလားတော်လိုင်းရဲ့အဖွဲ့တွေကလည်းဝိုင်းပြောကြပြီပေါ့ဗျာအဲ့ဒါတော့တော်တော်ကြီးနဲ့ဆရာကောင်းတယ်အားရစရာကောင်းတယ်တွေ့ပါတယ်ကျွန်တော်ကဒီသဘောတရားကိုအစိုးရကကျွန်တော် Facebook မှာစက်တိုက်ရေးနေတာအဲ့တော့ကျွန်တော် interview တွေမှာလည်းစက်တိုက်ပြောနေတာအဲ့ဒါပါလဲဆို NU ထက်ပိုင်းကိုထားလိုက်တော့အိမ်ဝင်စားတော့နိုင်လည်းမနိုင်တော့ဘူးလို့သူတို့ကျွန်တော်လည်းထင်တယ်အဲ့တော့အောက်ပိုင်းတွေကတော့ဖောက်ထွက်တော့အညာဒေသကတက်တည်ရှိတယ်အများကြီးပဲနော် NU လောက်လက်ခံမှုတွေတက်တည်အောင်ဆောင်ကားတို့လို့ပြည်ရလို့ဇာလွင်းတို့အများကြီးပါဗျာအဲ့တက်တည်ရနောက်တစ်ခါမန္တလေး PDF တို့လို့ပေါ့ဗျာတက်တည်ရနေပြီးတော့ဖောက်ထွက်ပြီးတော့စီရုပ်ရပါခင်ဗျားတို့အဲ့လိုကိုနီကိုဟန်နဲ့ဖောက်ထွက်ပြီးတော့ကုကံစစ်ကိုလည်းတိုက်ထိုးစစ်ကိုလည်းဆင်းပြီးတော့မဟာမိတ်နေတဲ့လက်တွဲကြစီးရီးယားဥပမာယူကြ စီးရဥပမာဒီလိုပဲ NUG လို့စုပေါင်းတက်ကြီးရှိတာပေါ့ဘူးဒီလိုပဲထူးချွန်တဲ့တက်တွေကနေတိုက်သွားပြီးတော့သူနေဓမ္မဆက်ကိုတိန်းတာပဲအဲ့အနမူတာကိုယူပြီးတော့ခင်ဗျားတို့လည်းပဲအောက်ခြေတက်တွေကစီးယုံတာကိုလောက်ပါအပေါ်ကိုစောက်မနေနဲ့တော့အမိတ်တွေကတောက်နေတော့လို့ကျွန်တော်ဒီလိုကျင်းဖန်များစွာပြောပြီးတဲ့ဟာဘူလက်တွေဖြစ်လာတာပဲအဲ့တော့အဲ့ဒါကိုကျွန်တော်ထောက်ပြပြီးတော့ဒီနေ့ပဲသုံးပါးနေစက်တိုက်တင်နေပါတယ်အဲ့တော့ခုဒီတိုင်းထပ်ပြောလာလို့လည်းထပ်ပြောမယ်ဆိုရင်တို့ရောအောင်မြင်စေချင်လဲပေါ့တော်တော်ဘယ်တော့လောက်အောင်မြင်မလဲဆိုတဲ့အခါကျတော့အခုကျွန်တော်ကြားသိရတဲ့သတင်းတွေက စစ်နဲ့ကြီးတွေပါနေတာတော့မန္တလေး PDF ပဲစစ်နဲ့ကြီးတွေပါနေတယ်ပေါ့ကျန်တဲ့ဟာတွေကတော့စစ်နဲ့ကြီးတွေပါဖို့ဆိုတော့ဘုဂုပတ်ကောင်ပေါ့စစ်နဲ့ကြီးတွေမရှိဘူးကျန်တဲ့တွေမှာလည်းမော်ဆောင်ကတော့ပါလိုက်တော့မသိဘူးပေါ့အဲ့လိုပါလာပို့ခုထီကတော့ရောက်မလာဘူးသူပြောတယ်စစ်နဲ့ကြီးတွေတော့ DNA တွေကလည်းပဲသူတို့ကိုပဲလွှဲမှာလားစက္ကစားဦးပဲစောက်ပြီးတော့လွှဲမှာလားအတီးရလေးနဲ့သူတို့ဒီကမန္တလေး PDF လို့မန္တလေးပတ်ကပါတော့လို့အဲ့လိုတက်နေနေရောဘလို့ရှင်းရမှာလဲတော်တော်ဘာဖြစ် ဒေါ်လာရေးအဖွဲ့တွေအားလုံးနဲ့ပြည်သူတရားလုံးကတော့မန်းလေးပြည်ရက်တဲ့မိုးကပတ်ကဖိုင်ကျင်ညာချက်တွေပေါ်မှာ၂၀၀၀အရှိတယ်လို့ကျွန်တော်ဒီလိုတော့လည်းတွေ့တွေ့ရပါတယ်တော့ဘလို့တော့အောင်မြင်နိုင်မလဲဆိုတဲ့ပေါ်မှာတော့ဒါစည်ရင်းနိုင်ငံရေးရတော့ဒါထပ်ပြောရမယ့်အစ်စာတွေဖြစ်ပါတယ် ဒီနေရာမှာဆရာအခုဒီမန္တလေး PDF တို့မိုးကုတ်ပတ်ကပ်ဖောက်လို့ဆိုတာက NUG MOD ရဲ့အောက်မှာပဲရှိတာလေဒါက NUG ရဲ့ဟို viewer အတိုင်းသူတို့ရဲ့အစီအစီအမှန်တိုင်းတွားနေလို့ပြောလို့မရဘူးလားဘလို့ပဲဖြစ်ဖြစ် NUG ကတော့လောလောဆယ်ကြီးညာချက်မထွက်ဘူးဆိုတာတစုံတရာအကြောင်းရှိမယ်ဟိုလှုပ်ရှားနေတာရှိလို့ဟိုလုံခြုံရေးအတွက်ဖြစ်ကောင်းလည်းဖြစ်နိုင်တယ်လေဆိုတော့ NUG အောက်မှာရှိနေတဲ့အဖွဲ့တွေလှုပ်ရှားမှုက NUG ရဲ့လှုပ်ရှားမှုလို့ပဲပြောလို့မရနိုင်ဘူးလားတခြားအဖွဲ့တွေပါလာဖို့ကြတဲ့အခါကျတော့ NUG က အဲ့လိုဝင်ရောက်ဆော့ဖက်လို့ရှိရင်ပြတ်ပါမယ်လေ။ဟောမောင်စောခါတို့ပါလာမယ်။ဘိုမိုက်ခဲတို့ပါလာမယ်။တခြားအဖွဲ့တွေပါလာတဲ့အခါမှာမင်းတို့လားမရှုပ်နဲ့။ငါတို့တိုက်မယ်တိုက်ပွဲပဲလို့အဲ့လိုအပေါ်စီးနဲ့ငါအောက်ဝင်ကြဆိုရင်ပြတ်ပါမယ်။အဲ့ဒါဆိုရင်ပြတ်ပါမယ်။အဲ့တော့ကောင်းပြီ။မန္တလေး PDF ကဘာလို့ဝင်ရမှာလဲဆိုတော့အဲ့မန္တလေး PDF ခေါင်းဆောင်စိုးတီဟာဆိုမကိုသိနော်သူကိုယ်တိုင်ပါတယ်။သူကိုယ်တိုင်ဝင်သိတာမြို့လူထွက်တခဲနဲ့ကြိုးစုကြတယ်။အဲ့တော့ NG ထက်ပြန်ကဂျီနာဂျီနာကြိုက်ကြမကြိုက်ကြ။အဲ့ကောင်ကမန္တလေး PDF ကိုတိုက်ပါမယ်။တိုက်ပါမယ်။ ဒီ NUG ကိုထိပ်ပိုင်းကိုအသိပဲပေးတာသူတို့ကသူတို့ PDF တွေတိုက်ကြတာပဲဝင်တိုက်ကြတာပဲအသိခံကြတာပဲနော်စွန့်လွတ်ကြတာပဲသူတို့အသိပဲပေးတာလေဒီ NUG နဲ့ TLN တို့နဲ့ MND တို့နဲ့ဟလာ AA တို့နဲ့ဆွေးနွေးတိုင်ပင်ပြီးသဘောတူချက်နဲ့တက်တယ်လွတ်တာမဟုတ်ဘူးအဲ့ဒါလုံးဝမဟုတ်ဘူးအဲ့ဒါဝင်းကြွားတာ မိုးကုတ်မျိုးကိုစစ်ကော်မရှင်လက်အောက်မကျစေရန်ကာကွယ်သွားမည်ဟုမိုးကုတ်ပကဖထုတ်ပြန် TNAA တက်များနိုဝင်ဘာတွင်မြို့တွင်းမှထွက်ခွာပြီးမန္တလေးတိုင်းမိုးကုတ်မျိုးမှတအောင်းမျိုးသားလူမျိုးရေးတမတော် TNAA တပ်ဖွဲ့ဝင်များထွက်ခွာရန်စစ်ကော်မရှင်နှင့်သဘောတူညီချက်ရယူပြီးနောက်မိုးကုတ်မျိုးကိုစစ်ကော်မရှင်လက်ထဲမကျရောင်စေရန်ရင်ဆိုင်ကြော်လွှားသွားမည်ဟုမိုးကုတ်ပြည်သူကာကွယ်ရေးအဖွဲ့မိုးကုတ်ပကဖကထုတ်ပြန်လာသည် TNLA နှင့်စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့တို့သည်တရုတ်ဆိုရအကူအညီဖြင့်တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံပြီးနောက်အခက်ရက်ဆဲရေးသဘောတူညီချက်ရကမိုးကုတ်နှင့်မိုးမိတ်မြို့နယ်များမှ TNLA တပ်များထွက်ခွာပေးမည်ဟုယမန်နေ့အောက်တိုဘာ26ရက်နေ့တွင်ထုတ်ပြန်ခဲ့သည် TNLA ကထို့သို့ထုတ်ပြန်ပြီးနောက်မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ဘက်ကပါတီ မိုးကုံမြို့ကိုစစ်ကောင်မရှင်လက်အောက်သို့မကြစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းယနေ့အောက်တိုဘာ30ရက်နေ့တွင်ထပ်မံထုတ်ပြန်လာသည်။နောင်ချိုကြောင်မဲလာရှိုးပြင်ဦးလွင်က PDF ဒေါ်လာရေးတက်တွေအကုန်လုံးမိုးကုတ်ကိုဆုတ်ထားတော့စုမိနေတယ်လို့ဖြစ်နေတယ်။ TNLA ကနိုဝင်ဘာမှာဆုတ်ခွာပေးသွားလဲဒေါ်လာရေးတက်တွေကဆက်တိုက်မဲ့သဘောမှရှိတယ်။ဟုစီရေးတည်ရင်းမြစ်ကအေယာဝတီတိုင်းကိုပြောသည့်မိုးကုတ်ပကဖအနေဖြင့်ဒေါ်လာရေးအစမှသည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားရန်တနိဋ္ဌန်ချမှတ်ထားသည့်နှင့်အညီလက်ရှိမိုးကုတ်မြို့တွင်ဖြစ်ပေါ်နေသောအခြေအနေများအရမိသည့်အခက်အခဲဖြင့်ကြုံတွေ့စေကမူမိုးကုတ်အခြေပြုတက်ရင်တက်ဖွဲ့များညီကိုတက်ရင်တက်ဖွဲ့များဒေါ်လာ ရေးတက်ဖွဲ့များနဲ့ပူးပေါင်းလက်တွဲသွားမည်ဖြစ်ကြောင်းဆိုထားသည်လုံးဝမဟုတ်ပါဘူးအဲ့ဒါကျွန်တော်ထပ်ထပ်လေးလေးပြောပါတယ်တောင်ဒီကိစ္စမှာလည်းပဲတို့လုံနေတာတွေကိုကိုယ့်အကိုလုံပြီးအထက်ကိုတင်ပြတော့တက်ကလည်းပဲကန့်ကွက်လို့လည်းမကောင်းဘူးကိုယ့်ရဲ့လည်းကုန်ပဲနောက်တစ်ခုကဒါလည်းပဲသဘောမတူတဲ့နေရာမှာရှိဘူးဆိုပြီးတော့ဒီလိုလည်းပဲလူလည်းတစ်ဖက်ကလည်းမှတ်ယူနေပါတယ်နော်โอเคအဲ့တော့ဆရာအနေနဲ့အရင်တော့ဝေဖန်သုံးသပ်မှုတွေမှာတွေ့ရတာ UNG အနေနဲ့စစ်နိုင်တိုက်ရေးပေါ့အဲ့အတွက်ဟိုနီနာပေါင်းစုံသုံးဖို့ ားလုံးစုဖွဲ့ဖို့ဒါအကြံပြုခဲ့တာရှိတယ်ဆိုတော့အကူအကညီနောက်၃ဖွဲ့မှာအကူကနှစ်ဖွဲ့ကဘာပဲပြောပြောရက်သွားတဲ့အနေထားဖြစ်တော့မှာဘူးဆိုတော့ဒီဥစ္စာကဟိုຫນွေဥတော်လန်ရေးကိုခုနဆရာဖြစ်စေချင်တာတွေကိုပို့ပြီးအားရော့သွားစီမလားအဲ့ဒီဘော်ကဆရာဘယ်လိုမျိုးမြင်လဲ Time and time wait for no man ဆိုအချိန်နဲ့ဒီရည်ဒီလိုမဆောင်ဆိုဒုက္ခတွေကအရင်နောက်ကြတယ်ဗျာသူဝင်းနေတာလေအဲ့ဒါလေးကြောင့်မလို့အချိန်ကြီးအများကြီးကုန်သွားတယ်ဒါကြောင့်မလို့တကယ်လက်တွဲပြီးတော့မဟာမိတ်တွေတက်ရမယ်နေမှာလို့မဟာမိတ်တွေကလက်တွဲတွေကတော့ မသိမသာပြုတ်ကုန်တာပေါ့နော်တရားဝင်ကြီးညာမပြုတ်တော့လေအဲ့လိုပြုတ်ပြီတကယ်လို့ဟလာရန်သူကလည်းပဲစက္ကစားလည်းရန်သူကလည်းစူးစမ်းတယ်တရုတ်ကလည်းသူ့ policy အောက်မှာသူ့လူတွေကိုပေါ့ဗျသူ့ဩဇာရှိတဲ့လူတွေကိုကျွန်တော်တို့လက်တွဲမှာမလိုလားဘူးအဲ့မှာအချိန်ကြီးကုန်ကုန်တာဗျအချိန်ကြီးအများကြီးကုန်ကုန်တာသို့တော်လည်းပဲကျွန်တော်အားရှိတာတော့ဗျကျွန်တော်လည်းအများအားပြတာအပေါ်ပိုင်းရဲ့အမိန့်တွေကိုနားထောင်နေတဲ့တော့အပေါ်ပိုင်းကဟောက်စောင့်နေတယ်အောက်ချီရီယာပဲခင်ဗျားတို့ပူပေါင်းပြီးတော့လောက်ကြတော့ဆီရီယာဥမှာထားပြီးတော့ဆိုတော့အောက်ချီရီယာတော့ပူပေါင်းပြီးတိုက်တာကြာပြီဗျခိုးစားတော့ ဒီ NUG အောက်ပိုင်းအဖွဲ့အစည်းတွေကထဲထဲဝင်ပါလာပြီးတော့ချားတော်လိုင်းအဖွဲ့အစည်းတွေပူပေါင်းတာပြည်သူတွေပူပေါင်းတာတော့ဒါလက်တွေ့အကြဆုံးနဲ့အထူးရောက်ဆုံးအလုပ်ပဲလို့ဆိုတော့လက်တွေ့တွေ့လို့ကျွန်တော်ကတော့တော်တော်ကျဉ်းမ်းမိပါတယ်အဲ့ဒါအဲ့တော့ TNL လို့အခုလိုမျိုးဆက်နှမျိုးသိမ်းလာတဲ့ဒီအင်အားစုကြီးတက်ဖွဲ့ကြီးပေါ့နော်ဒီတိုင်းရင်းသား EAW ကြီးရတာအခုစစ်ကော်မရှင်နဲ့စစ်ဆက်ပြီးအပြစ်ရက်လိုက်တဲ့အနေအထားမျိုးလေအခက်ခဲတော်တော်ကြီးလို့ဖြစ်မှာပေါ့ဒီလိုတော့ဘာဖြစ်တဲ့အနေအထားအခု UNG အောက်ကလို့ပဲဆိုဆို PDF တွေเนาะအဖွဲ့အစည်းတွေနဲ့ဟောဟိုသူတို့ရဲ့စုဖွဲ့မှုဟော TNL တောင်မှအခက်အခဲတွေရှိတယ်ဆိုတော့ဒီ PDF တွေနဲ့ဟောဘယ်လောက်ထိရင်ဆိုင်နိုင်မလို့ဆရာမြင်လဲအခက်အခဲကြီးနိုင်လားအဲ့ဒါကတော့ကျွန်တော်တို့ဖြစ်စေဖြစ်တင်တဲ့ဟာကိုတကယ်ဖြစ်အောင်လက်တွေ့တိုက်ပွဲကြီးနဲ့စမ်းသပ်ထားပဲဒီတနည်းအားဖြင့် UNG ကိုလည်းစမ်းသပ်ထားမယ် UNG ကဒီတစ်ခါအကြီးအကျယ်ဆုံးစမ်းသပ်ခံရမှာပဲဒီသူကအပေါ်ကဘာမှမပြောဘူးလို့သူအောက်ကတက်တယ်ရတပ်ပေါင်းစုကြီးနဲ့တိုက်ကြပြီလေ နိုင်တာရှုံးတယ်ဆိုတာကတခါတလေနိုင်ရင် तू ကငါလုထာငါလုထာဆိုပြီးတော့လက်မထောင်းပါပါဗျာရှုံးရင်တော့နေလုထာနေလုထာလို့ပြောကောင်းပြောနိုင်တာပေါ့နော်သို့တော့ तू မလိုလားတဲ့တပ်ပေါင်းစုစနစ်တရားတော့အောက်မှာဖြစ်နေပြီသူ့ကိုလည်းစက်တတ်နေသလိုဒီတိုက်ပွဲကြီးကလည်းပဲသူ့ကိုထားခဲ့ပြီးတော့အပြည့်သူຫນွေဥတော်လိုင်းကြီးကအရှိန်ဟုန်နဲ့သွားမယ်ခါကြီးကလည်းအစပြိုးပြီးအောင်ပွဲတွေကိုရှိဘူးသွားနေပြီးဒါအထင်ရှားတွေ့ရတယ်ပေါ့ဗျာလက်တွေ့တိုက်ပွဲတွေနေနော်တွေ့ရတော့မယ်လို့ဆိုတာကျွန်တော်တို့တွေ့ပါတယ် ဟုတ်ကဲ့ဆရာတုံးသက်ချက်ကတော့အခု TNL နဲ့စစ်ကော်မရှင်စစ်ဆက်အပြည့်ရလိုက်တဲ့အပေါ်မှာဒီမျိုးဥတော်လည်းအင်အားစုတွေကပြန်စုဖွဲ့ပြီးတော့ပို့ပြီးတော့တိုက်ပွဲတွေဟိုပြင်းလာနိုင်တယ်ပို့ပြီးတော့စုဖွဲ့မှုတွေရှိလာနိုင်တယ်ဆရာမျှော်လင့်ထားပါဘောနော်ဖြစ်ဖြစ်တော့မယ်လို့ဆရာယုံကြည်တယ်ဆိုတော့ဒီအနေအထားအပေါ်မှာ NUG အနေနဲ့ကရောဘယ်ခန့်ကဏ္ဍနေပါဝင်တဲ့နယ်လဲဘာတွေကြံပေးတင်လဲဆရာအနေနဲ့ NUG တော့ဒီမှာစိတ်ပါလက်ပါစိတ်ရောကိုယ်ပါဝင်ရောက်ပြီးတော့အားပေးတင်တာပေါ့ဗျာဟုတ်လားနိုင်ရင်ငါလောက်တာရှုံးရင်လည်းလောက်တာဆိုတဲ့သဘောတိုင်းမျိုးထားမယ်ဆိုရင်တော့ ူတွေဒေါ်လာရင်းကနေဖိရောက်သွားမယ်ပြည်သူတွေလည်းနစ်နာမယ်ဒီစစ်အာဏာရှင်တိုက်တဲ့ဘရူးဒေါ်လာရင်းရှုံနေသွားရင်နောက်တစ်ခါပြန်ပြီးတော့ဒီလိုစုဖွဲ့တိုက်ဖို့ဆိုတာမလွယ်တော့ဘူးဒါကြောင့်မို့ဒီတိုက်ပွဲကိုတော့အနိုင်တိုက်မှာဖြစ်နေမယ်နိုင်လဲနိုင်မယ်လို့ကျွန်တော်ယူကြည့်ရနိုင်အောင်လဲအန်ယူဂျီကကိုရောစိတ်ပါသူကပတ်စံလည်းရှိတယ်လူအင်ကသူ့ထောက်ခံနေလို့ပြလည်းအများကြီးပဲလေအဲ့တော့ तू ကဖြတ်လို့ရတော့ရတယ်ကျွန်တော်တခါလည်းပြောဘူးပါသို့သောအောင်မြင်အောင်တိုက်ဖို့ကြရတော့သူ့မှာဘလောက်အရေးချင်းရှိလဲသူ့ကိုလည်းစမ်းတတ်တာပဲလေတော့ကလူတွေကတော့တိုက်မှာပဲအဲ့ဒါသိကြသွားပြီ โอเคအဲ့တော့မဝေးတော့တဲ့ဒီအခင်းချင်းမှာအခုအပြောင်းလဲကြောင်းဘလို့ပုံစံဆရာဖြစ်လာမယ်လို့မျှော်လင့်ထားလဲနောက်ဆုံးအနေနဲ့သုံးသက်ပေးပါဆရာကျွန်တော်ကတော့အကောင်းမြင်ပါတယ်ခု NUG ရဲ့အောက်ခြေအဖွဲ့အစည်းတွေအလဲလက်အဖွဲ့အစည်းတွေပါလာတာဟာကျွန်တော်ຫນွေဥဒေါ်လာရေးမှာအမနာအရှိစရာကောင်းပြီးတော့စစ်အာဏာရှင်ဖြုတ်ချတဲ့နေရာမှာတိတိယောက်ဖြစ်တဲ့လုပ်ရက်လို့ကျွန်တော်ဒီလိုပြင်ပါတယ် ဟုတ်ကဲ့ဆရာဦးကြီးမကျေးဇူးတင်ပါတယ်အခု TNL နဲ့စစ်ကော်မရှင်အပြစ်ရလိုက်တဲ့ပုံမှာဟိုဒီမျိုးတော်လိုင်းရဲ့အခန့်ကဏ္ဍပေါ့နော်ဘလို့ပုံစံစုဖွဲ့ပြောင်းလဲလာနိုင်ခြင်းကိုဆရာအနေနဲ့တုံ့တက်ပေးတဲ့အတွက်ကျေးဇူးပါဆရာဟုတ်ပါပြီ